ရွှေကောက်ပွဲကော်မရှင်အဖွဲ့အစည်းအစဉ်အဆက်ဖွဲ့စည်းရမှာနိုင်ငံဝင်နှန်းကိုဥက္ကဋ္ဌအဖြစ်ခန့်အပ်နိုင်တဲ့အထက်ပါဝင်လာတဲ့ရွှေကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကိုပြဋ္ဌာန်းလိုက်တယ်လို့သိရပါဗျ။ဇွန်16ရက်ရက်စွဲနဲ့ပြဋ္ဌာန်းလိုက်တဲ့ပြည်တော်စုရွှေကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေရဲ့ပုံမှန်စာလေးမှာကော်မရှင်သည်ပုံမှန်30ပုံမှန်ခွဲခန်းငယ်အရာ ော်မရှင်အဖွဲ့ကွဲအစင်းစင်ကိုဖွဲ့စည်းရာတွင်အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်များဖြစ်ဖြစ်စေနိုင်ငံဝန်ထမ်းများဖြစ်ဖြစ်စေအ ਨੇ စုံ၃ဦးဖြစ်ဖွဲ့စည်းရမည်ရှင်ပုဂ္ဂိုလ်များအနက်တင့်လျော်သူတို့ကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ရမည်သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုအတွင်းမှုအဖြစ်တာဝန်ပေးအပ်ရမည်လို့အစားထိုးပြထန်ထားပါတယ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ပြည်သူ့ရေကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေအရ ကော်မရှင်အဖွဲ့အကွဲအစဉ်အဆက်ကိုဖွဲ့စည်းရမှာနိုင်ငံဝန်ထမ်းတွေကိုကော်မရှင်အဖွဲ့အကွဲတွေမှာဥက္ကဋ္ဌအဖြစ်ခန့်အပ်နိုင်မှာဖြစ်ပါတယ်။အရင်ကပြဋ္ဌာန်းထားတဲ့ပြည်ထောင်စုရေကောက်ပွဲကော်မရှင်ဥပဒေရဲ့ပုံမှန်အစံလေးမှာကော်မရှင်သည်ပုံမှန်30ပုံမှန်ခွဲခန်းငယ်အရာ ကော်မရှင်အဖွဲ့အကွဲအစဉ်အဆက်ကိုဖွဲ့စည်းရရင်အများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်အ ਨੇ ဆုံး3ဦးအဖြစ်ဖွဲ့စည်းရမည်။ရှင်အဖွဲ့ဝင်များထဲမှတဦးကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်ရမည်။သက်ဆိုင်ရာရွေးကောက်ပွဲအရာရှိကိုအတွင်းမှုအဖြစ်တာဝန်ပေးအပ်ရမည်။ လိုအပ်လျင်နိုင်ငံဝင်နှင်းများကိုအဖွဲ့ဝင်များအဖြစ်ထည့်သွင်းဖွဲ့စည်းနိုင်သည်ဟုပြဋ္ဌာန်းလိုက်ပါတယ်။ပြည်အောင်စုရေကောက်ပွဲကော်မရှင်ဥပဒေရဲ့အခန်းလေးပုံမှန်30တာဝန်နှင့်လုံပိုင်ခွင့်များထဲမှာပုံမှန်ခွဲခန်းငယ်မှာကော်မရှင်အဖွဲ့ခွဲအစဉ်အဆက်ကိုဖွဲ့စည်းစေခြင်းကြီးကြပ်ခြင်းနဲ့ကြီးကြပ်စေခြင်းလို့ပြဋ္ဌာန်းထားပါတယ်။